်အထွန်းလောက်အိုးမှာချက်ချင်းပြနေတဲ့တာဝန်ထမ်းဆောင်ပါတယ်အခုလုံးလုံးလတ်ကတော့ကျမကကဲပြည်နယ်လက်ကမြို့ကနေပြီးတော့မှစာရင်းနဲ့ရောက်လာခဲ့တာပါဒီပုံပုံကြောင်းကိုတနည်းကြော်ရရှိနေတဲ့အချိန်မှာကျမပရဟိတမြန်မာနေကိုပါဝင်ပုံနဲ့ဆောင်ရွက်နေပါတယ်ပုံပုံကလောက်ခဲ့တဲ့ဆယ်နှစ်လောက်ကတည်းကဆယ်နှစ်ဝင်းချင်လောက်ကတည်းကဒီအကြောင်းကိုဗုဒ္ဓရဟန္တာပရဟိတပညာဒါနကျောင်းဖြစ်အဲကလေးတွေကို အပညာဒါနထံဝေပေးနေတဲ့အကြောင်းဖြစ်ပါတယ်ပေါ့နော်ဒီစာသင်နှစ်တစ်နှစ်မှာဆိုလို့ရှိရင်အငြင်းနှံလို့တောင်းသားဥယင်100ရာနဲ့150ဝန်းကျင်လောက်မှာရှိပါတယ်အဲအဲ့ဒီအထဲမှာမှာအခုတော့တော့နက်နက်ဒီငလေးရှောင်းဒီရှိရာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကုန်းကလော်လီပါဒီနီနာဝန်းကျင်ကပြန်လို့ရတဲ့တောင်းလို့နေရာမျိုးတွေအဲ့လိုပြန်လို့ရမဖြစ်တဲ့နေရာမျိုးတွေကိုတော့ဘဘကခဏလေးဒီပြန်နေပါလို့ပြောပြီးတဲ့ခါကျတော့ဒီငလေးရှောင်းနေတဲ့မိဘတွေပေါ့နော်ဘဘရဲ့ဆုံးတစ်ခါတစ်ခါမှတွေကိုပြန်ပြီးတော့မှ ကြီးရှုသောအဖြစ်နေနဲ့နေရာပေးထားရှိပါတယ်အဲ့တော့အဲ့လောလောလောအဲ့ကျောင်းသူကျောင်းသားတွေ150ထဲမှာမှငလင်တန်ကိုခန်းစားနေရကျောင်းသူကျောင်းသားတွေ30 30နဲ့ဒီပုံသုံးဒီမိဘမဲ့ကျောင်းသူကျောင်းသားတွေကတော့30ဒီ30ကိုတော့ဘဘဝအငဲတန်းလို့လို့ဆောက်ရှောက်ထားတယ်ငလင်လာဆောင်တဲ့ရေတွက်အဖင်ကတော့ဝန်တန်းတွေဝိသားစုနဲ့ဆိုလို့ရှိရင်50နီးပါးရှိဖုံးဖုံးရဲ့တကာတကာမိုင်းနဲ့ပပိုးရဲ့ အဲဆန်းဆန်းဆောင်နေနေပဲပုံပုံဝိုင်းပုံပုံပန့်ပိုးပြင်ပြီးပေးနေပါတယ်အခုလောလောဆယ်ရတော့မြေရရှိသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျန်တဲ့နေရာတွေမှာရေလိုအပ်နေတဲ့သုံးရေလိုအပ်နေတဲ့ solution ပုံပုံကလည်းကုညီပြီးတော့မှအဲလိုက်ပါပို့ဆောင်ပေးပါတယ်ခုလိုပေါ့เนาะမိဘမဲကလေးတွေအတွက်ကောနောက်ပြီးတော့ခံကြလို့ရှင်လေးရှောင်းတဲ့ အဲပြည်သူတွေသူတောင်းခဲ့တမီးလေးတင်းမီးငယ်လေးတွေအတွက်ပေါ့နော်ဒီလိုစီတမ်လေးကုမ္ပဏီကနေပြီးတော့မှကူရီပေးတဲ့အတွက်ကြောင့်ပေါ့လို့ဒီကူဝက်တရှိပါတယ်နောက်လည်းဒီထက်မကကလေးတွေကိုလည်းကူရီဆိုင်ရှောက်ပေးနိုင်ပါစေလို့ကျွန်တော်ကသူဝန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်